အားလုံးပဲမင်္ဂလာပါ။ Encryptor နဲ့ပြန်ပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ခုဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Holder Azure လာတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတစ်ခါ Binance ကနေ Holder Azure တခုထပ်ပြီးတော့လာခဲ့ပါပြီ။ Holder Azure ကိုရောက်ဖို့ဆိုရင်ကျွန်တော် Launch Pool ရဲ့ကိုရောက်သွားပါ။ Launch Pool ရဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ Launch Pool နဲ့ Holder Azure ဆိုတဲ့ Tab လေးနှစ်ခုပါတယ်။ဒီထဲက Holder Azure ဆိုတဲ့ဘက်မှာပေါ့နော်။လာသွားတာနှစ်ခုတော့ရှိနေပြီ။ DeFi App နဲ့ Resolve နဲ့ ဒီဗီဒီယိုမှာတော့ကျွန်တော် resolve ရဲ့အကြောင်းကိုပြောပြပေးမယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ် define app ရဲ့အကြောင်းကိုလည်းပြောပြပေးပါမယ်။ဘာကြောင့်လဲဆိုတော့ holder error ကကျွန်တော်တို့နှစ်ရက်ဇက်တိုက်တောင်လာသွားခဲ့တာဖြစ်ပါတယ်။အဲ့ပထမအဆုံးကျွန်တော် resolve ရဲ့အကြောင်းလေးကိုပြောရအောင်။ resolve ရဲ့အကြောင်းကိုပြောမယ်ဆိုတော့ holder error နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးကတော့ဒါ holder error ရဲ့ဗီဒီယိုတွေကိုပုံမှန်ကြည့်လာတဲ့သူတွေဆိုရင်ကောင်းကောင်းကြီးနားလည်နေကြပြီလို့ထင်ပါတယ်။ပါကြောင်လဲဆိုတော့သူ့မှာ airdrop ပေးတဲ့ရက်စွဲတစ်ခုရှိတယ်။ဒါကတော့6လပိုင်း7ရက်နေမှာ airdrop ပေးသွားခဲ့တယ် ISOLV ဆိုရဲကျွန်တော်တို့ token တွေကို reward ရခဲ့ကြရတယ်ပေါ့နော်ဒီ reward ရဖို့အတွက်ကျွန်တော်တို့မှာ BNB တွေကင်ထားမှရမှာဖြစ်ပါတယ်ဒီ BNB တွေကို spot ထဲမှာကင်ထားရုံနဲ့မရဘူး simple NFT မှာထည့်ထားမှရမှာဖြစ်ပါတယ်ဒီ simple NFT မှာထည့်ထားတဲ့ BNB တွေကို snapshot ယူရဲအချိန်တစ်ခုရှိတယ်ဒီ snapshot ယူသွားခဲ့တဲ့အချိန်က9လပိုင်း28ရက်ကနေပြီးတော့9လပိုင်း31ရက်နေ့အတွင်းမှာ snapshot ယူသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဟိုဒါ error နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ပြီးပြီးဆိုရင်ကိုကင်ထားတဲ့ BNB ပမာဏအပေါ်မူတည်ပြီးတော့ Azure ပြန်ပေးတဲ့ပမာဏတခုရှိတယ်ပေါ့နော်အဲ့တော့ resolve ရဲ့အကြောင်းကိုလည်းကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ် resolve ကဘာလုပ်တဲ့ project လဲဘာတွေကိုလုပ်နေလဲဆိုတာကိုဒီဗီဒီယိုမှာတေချာလေးရှင်းပြပေးဖို့ကျွန်တော်စူးစမ်းထားတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါ အခုလောလောဆယ်မှာတော့ resort ပေးထားတဲ့အကြောင်းကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ asset ကလေး30ကနေ more detail ဆိုတာလေးကိုနှိပ်လိုက်တဲ့ဆိုရင် announcement လောက်ထားတဲ့ page လေးကိုရောက်သွားမယ်ပေါ့နော်ဒီမှာဆိုရင် resort ကကျွန်တော်တို့ hotel agent ကနေမိတ်ဆက်ထားတဲ့20ခုမြောက် project တစ်ခုဖြစ်ပါတယ်အခုလက်ရှိအချိန်မှာ resolve token တွေကို Binance မှာစပြီးတော့ကျွန်တော် list လုပ်နေပြီဖြစ်ပါတယ်။ Binance မှာ list လုပ်နေပြီဖြစ်တဲ့အတွက် ဆက်ပြီးတော့ trade လုပ်လို့ရနိုင်ပြီ trade လုပ်လို့ရတဲ့ token pair တွေကလည်းထုံးစံအတိုင်း token pair 5ခုနဲ့ trading လုပ်လို့ရမှာဖြစ်ပါတယ်။ Hora airdrop ကတော့ကျွန်တော်ဒီ BNB တွေကို simple NFT မှာထည့်ထားတဲ့သူတွေကို hourly snapshot ယူရဲဒီ snapshot ယူသားတွေကို average ပြန်တွက်ပြီးတော့ token reward တွေပေးတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် resolve token နဲ့ပတ်သက်တဲ့အကြောင်းလေးကိုနည်းနည်းလေးဆက်ပြီးတော့ကြည့်ကြရအောင်ပါ။ resolve ရဲ့ token နာမည်ကတော့ resolve ISOLV ဆိုတဲ့သင်္ကေတနဲ့လာတဲ့ သူရဲ့စုစုပေါင်းတိုတဲ့တုတ်ကဲ supply ကိုကြည့်မယ်ဆိုရင်1 billion ISOLV တွေရှိမှာဖြစ်ပါတယ်။တိုတဲ့ supply 1 billion အထိရှိမှာပေါ့နော်။ maximum supply ကလည်း1 billion နဲ့ညီမျှမဲ့1 billion ပဲရှိမှာဖြစ်ပါတယ်။ Hora Airdrop မှာပေးသွားခဲ့တဲ့စုစုပေါင်းကျွန်တော်တို့ token reward အနေနဲ့ကတော့တိုတဲ့တုတ်ကဲ supply ရဲ့200ခိုင်နှုန်းကိုပေးသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့200ခိုင်နှုန်းဆိုရဲအတွက်ကျွန်တော်တို့20 million reserve token တွေကို Hora Airdrop မှာ reward ပေးသွားခဲ့တာဖြစ်ပါတယ်။ပြီးတော့နောက်ထပ် 5 million reserve token တွေကိုကြတော့ spot listing ပြီးသွားတဲ့အချိန် marketing campaign တွေအနေနဲ့ပေးမယ်ဆိုပြီးတော့ရေးထားတာကိုတွေ့ရတယ်။ circulating supply circulating supply ဆိုတာကတော့ Binance မှာကျွန်တော်တို့စပြီးတော့ token တစ်ခု list လိုက်ပြီးဆိုရင်အယောင်းဝယ်လုပ်လို့ရတဲ့ပမာဏလေပတ်နေတဲ့ token ပမာဏပေါ့နော်။အဲ့ဒီပမာဏကတော့ကျွန်တော်တို့155.75 million reserve token တွေရှိမှာဖြစ်ပါတယ်။ရာခိုင်နှုန်းအနေနဲ့ဆိုရင်တော့15.58ရာခိုင်နှုန်းဒါက total token supply အပေါ်မှာမူတည်ပြီးတော့တွက်ပြထားတာပေါ့နော်။ အဲ့တော့ reserve token တွေကိုကျွန်တော်တို့ chain တစ်ခုအပေါ်မှာအသုံးပြုလို့ရတယ်။လက်ရှိအချိန်မှာ BNB chain နဲ့ Ethereum chain ဆိုပြီးတော့နှစ်ခုအသုံးပြုလို့ရတယ်။ BNB chain အတွက် smart contract ကိုလည်းဒီမှာပြပေးထားတယ်။ Ethereum အတွက် smart contract ကိုလည်းဒီမှာပြပေးထားတယ်။ဒီ smart contract တွေကဘာကြောင့်အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့ဒီ DeFi နေမှာ token တွေကို sub လုပ်တာမျိုးတွေ token တွေအရောင်းအဝယ်လုပ်ချင်တာမျိုးတွေဆိုရင်ဒီ smart contract တွေကအရေးကြီးရယ်ပေါ့နော်။ centralized exchange တွေပေါ်မှာဆိုရင်တော့ဒီ smart contract တွေက တိတ်ပြီးတော့မတိတာပဲမဲ့ DEH တွေ decentralized တွေ DeFi တွေမှာသွားပြီးတော့ကျွန်တော်တွေက resolve tokening ကိုဝယ်ခြင်းနဲ့ရောင်းခြင်းနဲ့ဆိုတဲ့အခါမျိုးတွေမှာဒီ smart contract ပေါ်က resolve token တွေကသာလဲအစစ်ဖြစ်ပါတယ်။တခြား smart contract တခုဆိုရင် resolve token အတူတွေဖြစ်နိုင်တယ်။အဲ့တော့ဒီ smart contract တွေက defi သမားတွေအတွက်တော့အရေးကြီးတယ်ကျွန်တော်တို့ identity အမှတ်အသားလေးတွေဖြစ်ပါတယ်ဆိုတော့ဒါကတော့ဘုသူဒအနေနဲ့မျှဝေပေးတာဖြစ်ပါတယ် research report သွားပြီးတော့ဖတ်ကြည့်လို့ရတယ် Binance ကနေပြီးတော့ resource နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို research လုပ်ပေးထားတာရှိနိုင်တယ်လောလောဆယ်မှာတော့ research report ကတက်လာတာကိုမတွေ့သေးဘူးဒါ48နာရီအတွင်း publish လုပ်ပေးမယ်လို့ပြောတယ်လောလောဆယ်တော့ page ကဒီတိုင်းပဲပေါ့နော်ဖတ်လို့မရသေးဘူးအဲ့တော့ resource နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်လေ့လာထားကြည့်တော့ပြန်ပြီးတော့မျှဝေပေးခြင်း ਨੇ resource ရဲ့အကြောင်းကိုသိချင်တယ်ဆိုရင်ကျွန်တော် website တွေ white paper တွေမှာသွားပြီးတော့ကြည့်လို့ရတယ် website မှာသွားကြည့်ရဆိုရင် resource မှာကကျွန်တော်တို့ နှစ်မျိုးရှိမှာပေါ့နော် resolve မှာ USR နဲ့ RLP ဆိုတဲ့ token နှစ်ခုရှိမှာ resolve token အပြင် USR နဲ့ RLP ဒီ token တွေကဘယ်လိုမျိုးအလုပ်လုပ်သလဲဆိုတာကိုကျွန်တော်ကြည့်ကြရအောင် USR ဆိုတာကတော့ကျွန်တော် USD stable coin တစ်ခုဖြစ်ပါတယ်ဒီ stable coin ကကျွန်တော်ပုံမှန် stable coin နေနဲ့မတူတခြားကျွန်တော်တို့အခု market ထဲမှာရှိပြသား stable coin တွေက real world assets လို့ခေါ်တဲ့ USD တွေပြီးပြီးဆိုရင် bond တွေရွှေတွေအစရှိတဲ့အရာတွေကိုကြောတော့နောက်ခံပေးပြီးတော့ stable ဖြစ်အောင်လို့ stable coin ဖြစ်အောင်လို့ထိန်းချထားတဲ့အရာတွေဒီမှာကတော့တခြား strategy တခုကိုအသက်သုံးထားတယ် data neutral strategy လို့သူတို့ကတော့နာမည်တက်ထားတယ်ပေါ့နော်ဒီ strategy ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ real world assets တွေကိုမမီခိုတော့ဘဲနဲ့ crypto သီးသန့် back လုပ်ထားတဲ့ stable coin တခုဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်မေးစရာရှိလာပြီပေါ့နော်ဘာလဲဆိုတော့ crypto တွေကို back လုပ်ထားတယ်ဆိုရင် crypto တွေကငွေကားမှသူကပေါ်လက်တိုင်းဖြစ်တယ်ဈေးအတက်အကျကျနေတယ် ဒါကိုဒီ stable coin ကိုဒေါ်လာမှာအမြဲတမ်းတန်ဖိုးတူညီနေအောင်လို့ဘယ်လိုများ strategy တွေသုံးထားလဲပေါ့နော်သူရဲ့ strategy က data neutral strategy လို့ခေါ်တယ်ဒီ strategy ကဘယ်လိုလုံးလုံးတလဲဆိုတော့ကျွန်တော်တွေက BTC တွေ ETH တွေကိုတစ်ဖက်မှာကင်ထားတယ်ဆိုရင်တခြားတစ်ဖက်မှာ short လုပ်ထားတဲ့ပုံစံမျိုးပြောရရင်တော့ကျွန်တော်တို့ patching လုပ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တစ်ဖက်မှာကင်ထားတယ်တစ်ဖက်မှာ short ထားတယ်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ stable coin ဖြစ်အောင်လို့ strategy တုံးထားတာဖြစ်ပါတယ်တစ်ဖက်မှာကင်ထားတယ်တစ်ဖက်မှာ short ထားတယ်ဒီလိုမျိုးလောက်တာကနေကျွန်တော်တို့ funding fee တွေလေးရလာနိုင်တယ်ဒီရလာတဲ့ funding fee တွေကိုဘယ်သူတွေကိုပေးမှာလဲဆိုတော့ ILP token holder တွေကိုပေးမှာဖြစ်ပါတယ် ILP token holder ဆိုတာကဘာလဲဆိုတာကိုကျွန်တော်ပြီးရင်ရှင်းပြပေးမယ်ပေါ့နော်လောလောဆယ်မှာတော့ကျွန်တော် USR အကြောင်းလေးကိုပဲဆက်ပြီးတော့ရှင်းပြပေးရအောင် USR ဆိုတာကဒီ resolve protocol ရဲ့ stable coin တခု stable coin ဆိုတဲ့အတိုင်းပဲဒေါ်လာမှာတန်ဖိုးတူညီရမယ်ဒီလိုမျိုးတန်ဖိုးတူညီဖို့အတွက်ဆိုရင် ခရစ်ပတိုတွေကိုကြောတောက်နောက်ခံပေးထားတယ်ဒီလိုမျိုးကြောတောက်နောက်ခံပေးထားတဲ့ခရစ်ပတိုတွေတန်ဖိုးအတက်အကျကို hatch လုပ်ပြီးတော့ပြန်ထိန်းထားတယ်တစ်ဖက်မှာကင်တယ်တစ်ဖက်မှာရှော့တယ်ဒီလိုမျိုးနီးနဲ့ကင်ထားတယ်ပေါ့နော်ဆိုတော့ဒီမှာ race မရှိဘူးလားပေါ့နော်ဒီမှာရှိနိုင်တဲ့ race တွေကဘာတွေရှိနိုင်လဲဆိုတော့ကျွန်တော်တွေကဒီလိုမျိုး hatch လုပ်လိုက်တဲ့အချိန်မျိုးမှာပြရတဲ့ funny fee တွေပြန်ရတဲ့ funny fee တွေ funny fee တွေက volatile ဖြစ်တယ် fundivi rate တွေက volatile ဖြစ်တယ်ခဏနေ minus ဖြစ်သွားလိုက်ခဏနေ plus ဖြစ်သွားလိုက်ဒီလိုမျိုးခဏခဏ volatile ဖြစ်တဲ့အခါမျိုးတွေမှာ fundivi နဲ့မကိုက်တော့တာမျိုးတွေဖြစ်နိုင်တဲ့ပြီးပြီးစဉ် hash လုပ်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ကဒီ hash လုပ်လိုက်တဲ့အရာတွေကပေါ့နော် valence မညီတော့တာတစ်ဖက်မှာများနေပြီးတော့တစ်ဖက်မှာနည်းနေတာတစ်ဖက်ကနည်းနေပြီးတော့တစ်ဖက်ကများနေတာဒီလိုမျိုး race တွေလည်းရှိလာနိုင်တယ်အဲ့ဒီ race တွေကိုဘယ်သူတွေကယူပေးရမှာလဲဆိုတော့ RLP token holder တွေကယူပေးရမှာဖြစ်ပါတယ် RLP ဆိုတာက resource liquidity ဘူးဖြစ်ပါတယ် resource liquidity ဘူးဆိုတာကကျွန်တော်ဒီဘူးထဲမှာ ETH တွေသွားပြီးတော့ထည့်ထားလို့ရတယ် stable coin တွေဖြစ်တဲ့ USDC USDT အစရှိတဲ့ token တွေကိုလည်းဒီဘူးထဲမှာသွားပြီးတော့ထည့်လို့ရတယ်ဒါပေမဲ့ USR တို့ခုနက resource ရဲ့ token တို့ကိုတော့ဒီ liquidity ဘူးထဲမှာသွားပြီးတော့ထည့်လို့မရဘူးအဲ့တော့ကိုထည့်လိုက်တဲ့ ETH တွေနဲ့ညီမျှတဲ့ RLP token တွေကျွန်တော်တို့ပြန်ပေးမယ် ကိုက 1ETH တွားထည့်လိုက်တဲ့ဆင် 1ETH နဲ့ညီမျှတဲ့ ILB token တွေကိုကျွန်တော်တို့ကိုပြန်ပြီးတော့ပေးထားမယ်ဒီ ILB token ကင်ထားတဲ့သူတွေအနေနဲ့ကအတုံးလုံးများများရမယ်ဒါကို ILB ရဲ့ဘက်မှာတွားပြီးတော့ကြည့်လို့ရတယ်ကျွန်တော်တို့ maximize your returns ပေါ့နော် with ILB ILB ကိုတိုးပြီးတော့ကိုယ့်ရဲ့ returns ကို maximize လုပ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်။ ILB ကြိုက်ထားတဲ့သူတွေကပုံမှန်ထက်များတဲ့အတုံးလုံးရမယ်။ ဒီတော့ဘာလုပ်ပြရမှာလဲဆိုတော့ USR token holder တွေယူရမဲ့ risk ကို RLP token holder တွေကယူပြရမှာဖြစ်ပါတယ် USR stable coin ကတော့တည်ကြတယ် crypto market ကြီး volatile ဖြစ်သွားလို့ crypto market ကြီးကနေပြီးတော့ crash ဖြစ်သွားလို့မလို့ဖြစ်လာမဲ့ risk တွေကို USR token holder တွေအပေါ်မှာသွားပြီးတော့တက်ရောက်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ USR က stable coin တစ်ခုဖြစ်တဲ့အတွက် stable coin အတိုင်းပဲတန်ဖိုးတူညီနေမယ်။ ဒီအတွက်ဘယ်သူတွေက risk ယူပေးရမလဲဆိုတော့ RLP token holder တွေက risk ယူပေးရမယ်ဒီ RLP token holder တွေကကြတော့အတုံးတော့များများပြန်ပြီးရရမယ်ဒီ strategy ကလုံးဝအစ်စ်လို့လည်းပြောလို့ရတယ် data neutral strategy လို့သူတို့ကတော့နာမည်တက်ထားတယ်တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အပိုင်းအခုမှဒါက innovation ဖြစ်လာတဲ့အရာတွေပေါ့နော်အရင်ကကျွန်တော်တို့ကြီးခဲ့တဲ့တခြားမှာ stable coin လို့ပြောလိုက်တဲ့ဆိုရင် stable coin တွေကတကယ် real world assets တွေ ပြီးပြီဆိုရင်ကျွန်တော်တို့ government bonds တွေပြီးရင်နောက်ထပ်ရွှေတွေအစရှိတဲ့အရာတွေကိုပဲ back လုပ်ကြတာများတယ်ဗောနော်ဒီမှာကတော့ crypto ကိုပဲပြန်ပြီးတော့ back လုပ်ထားတယ် decentralized ပုံစံမျိုးနဲ့သွားမယ်ဆိုတော့ဒီ RLB holder တွေက USR token holder တွေအတွက် insurance သဘောမျိုးဗောနော်အမကန်သဘောမျိုးလုပ်ပေးရမယ့်သူတွေဖြစ်သွားတယ်ဒီအတွက် perpetual future funding ကနေရတဲ့ funding fees တွေ stake reward တွေ risk premium တွေအစရှိတဲ့အရာတွေကို RLB token တွေကရရှိမှာဖြစ်ပါတယ် ဒီရာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ collateral ဘူးတွေကိုလည်းတွားပြီးတော့ကိုယ်တိုင် check လုပ်ကြည့်လို့ရတယ်ဒါလုံးဝ transparent ပြပေးထားတဲ့ပုံစံမျိုးမှာရှိရယ်ကိုယ်တိုင်တွားကြည့်လို့ရတယ်လက်ရှိအချိန်မှာ RLB အနေနဲ့ကတော့ total value loss ပမာဏဒေါ်လာ145.3 million အထိရထားရတာကိုတွေ့ရတယ် တတိယ ABR အနေနဲ့ကတော့14.2ရာခိုင်နှုန်းအထိပေးသွားခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ partnership တွေကိုပြန်ကြည့်မယ်ဆိုရင် Cyber.fan တို့ Marvin Levin တို့ Coinbase Venture တို့အစရှိရဲ့ project ကြီးတွေ Animoca Venture တို့ဒီလိုမျိုး crypto project တွေကနေပြီးတော့ partnership လုပ်ပေးထားတာကိုတွေ့ရတယ်။သူ့ရဲ့နောက်မှာ support ပေးထားတယ်ပေါ့ဗျာ။ Ether 5အစရှိရဲ့ project တွေပါတာကိုတွေ့ရတယ်။ဒါကတော့သူ့ရဲ့ partnership အပိုင်းလက်ရှိအချိန်မှာကတော့ Resolve ရဲ့ပုံစံကကျွန်တော်ဒီ ူရဲ့ ILP ပေါ့နော် reserve ရဲ့ liquidity ပူးရဲကို token တွေထည့်တာများရင်များလာသလိုပို့ပြီးတော့ကြီးလာနိုင်တဲ့ပုံစံမှာရှိတယ်လူတွေက raise of liquidity ပူးရဲမှာ token သွားပြီးတော့ထည့်တာနေရဆိုရင်ထည့်ထားတဲ့သူတွေကပဲ raise တွေကိုမျှယူရတာမျိုးဖြစ်သွားနိုင်တယ်အဲ့တော့လူတွေများများထည့်လာလေ risk တွေကခွဲပြီးတော့ယူရတာဖြစ်တဲ့အတွက် risk ကယူရတဲ့ပမာဏတဝူးချင်းစီယူရတဲ့ပမာဏပိုပြီးတော့နေသွားတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်။ဒါကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ reward လို့ရှင်ねကိုက risk ကိုကြိုက်တယ်ဆိုရင် ဒီမှာ RLP token တွေကိုကင်ပြီးတော့ကိုယ့်ရဲ့ return ကို maximize လုပ်လို့ရတယ်။အဲဒီလိုမဟုတ်ဘဲနဲ့ stable coin ကိုပဲကြိုက်တယ်ဆိုတဲ့သူတွေက resolve ရဲ့ USR token တွေကိုတုံးပြီးတော့ stable coin အနေနဲ့ကင်ထားလို့ရတယ်။ဆိုတော့ USR token ကတော့ stable coin အနေနဲ့လာမယ်။ RLP ကတော့ resolve ရဲ့ liquidity pool token အနေနဲ့လာတယ်။ဒီလိုနှစ်မျိုးလာတယ်။ဒီနေရာမှာကျွန်တော်တို့ resolve token ရဲ့အကြောင်းမပါသေးဘူးနော်။ resolve token ဆိုတာကတော့ဒီ project ကြီးတစ်ခုလုံးရဲ့ governance token ဖြစ်ပါတယ်။ resolve token ကိုကာယထားတဲ့သူတွေကဒီ project နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေအာဒီ project နဲ့ပတ်သက်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမျိုးတွေမှာဝင်ပြီးတော့ကျွန်တော်တို့ကပုံတင်ပေးလို့ရမယ်ဆုံးဖြတ်ချက်တွေကိုဝင်ပြီးတော့မဲခွဲလို့ရမယ်ဒီလိုပုံစံမျိုးအလုပ်လုပ်မှာဖြစ်ပါတယ်ဆိုတော့ project နဲ့ပတ်သက်လို့ကတော့ကျွန်တော်ကြီးထားတဲ့လောက်ကဒီလိုအပိုင်းနေပါတယ်ပေါ့နော်သူ့မှာ token အနေနဲ့ဆိုရင်ဒါ၃မျိုးတော့ပါသွားမှာဖြစ်ပါတယ် USR ပါမယ် RLP လို့ခေါ်တဲ့ Reserve Liquidity Pool Token ပါမယ် BB ဆိုရင် Resolve ရဲ့သူ့ရဲ့ NFT token ဖြစ်တဲ့ RESOLV ဆိုတဲ့ token ပါမယ်။ဒီထဲမှာ raise များပြီးတော့ reward များမှာကတော့ RLB ဆိုတဲ့ token ဟိုတာဖြစ်တယ်။ RLB token ကတော့ reward လည်းများတယ်လို့ USR token ပေါ်မှာကြာရောက်မဲ့ risk တွေကို insurance အနေနဲ့အမခန့်အနေနဲ့ယူပေးရတဲ့သူဖြစ်လာမယ်။ Resolve က next generation decentralized finance protocol တခုဖြစ်ပါတယ်။သူ့မှာတုံထားတဲ့ data neutral strategy ဆိုတာကလည်းလုံးဝ risk free ဖြစ်နေတဲ့ strategy တခုတော့မဟုတ်ဘူး။ ဒီမှာရှိနိုင်တဲ့ race တွေက funny rate volatile ဖြစ်တဲ့ race တွေရှိနိုင်တယ်ပြီးပြီးဆိုရင်သူတွေသွားပြီး hedging လုပ်ထားတဲ့ exchange တွေ centralized exchange တွေဖြစ်နိုင်တယ် decentralized exchange တွေဖြစ်နိုင်တယ်ဒီလိုမျိုး centralized exchange တွေ decentralized exchange တွေရဲ့ race တွေကိုလည်းဒီရနေပြီးတော့ယူထားရနိုင်တယ်ပြောရမယ်ဆိုရင်တော့ဒီ exchange တွေပြိုလဲသွားတာမျိုးတွေပြီးပြီးဆိုရင် hack လုပ်ခံရတာမျိုးတွေဒီနေရာတွေကနေရလာတဲ့ race တွေလည်းရှိနိုင်တယ် prevalence မှာဖြစ်တဲ့ပြဿနာတွေ hedging လုပ်တဲ့အချိန်မှာတစ်ဖက်ကများတစ်ဖက်ကနည်းဒီလိုပြဿနာတွေကိုလည်းကြုံရနိုင်တယ်ဒါကတော့ risk အနေနဲ့အဲ့တော့ဒီနေ့မျှဝေပေးတာကကျွန်တော် research protocol ကပါလုပ်နေတဲ့ project လေ PP ဆိုရင်သူ့မှာဘယ်လိုမျိုးအရာတွေပါဝင်လဲဆိုတာကိုမျှဝေပေးတာဖြစ်ပါတယ်ဒီ resolve ရဲ့ nifty token ဖြစ်တဲ့ IESOLV ကိုတော့ Binance ရဲ့ BNB ကင်ထားတဲ့သူတွေကို airdrop ပေးသွားခဲ့ပြီဖြစ်ပါတယ်အခုအချိန်မှာစပြီးတော့လဲ trading လုပ်လို့ရနိုင်ပြီ ဒီခုနကပြောခဲ့တဲ့ USR တို့ RLB တို့အောင်မြင်မှုတွေက resolve အပေါ်မှာလည်းပြန်လာပြီးတော့အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်ဒီ project ကအောင်မြင်လေလေ resolve token ရဲ့ဈေးကလည်းကျွန်တော်တို့အကျန်းနေဖြစ်လာနိုင်တာမျိုး ဖြစ်နိုင်တယ်တကယ်၍ဒီ USR ရဲ့သူတို့ရဲ့ data neutral strategy ကအလုံးမဖြစ်တာမျိုးတွေအားနည်းချက်တွေကိုတရရောက်ကရှာတွေ့လို့ဒီအားနည်းချက်တွေကိုအသုံးချလိုက်တာမျိုးတွေဖြစ်တဲ့အခါမှာ ဒီ resolve token ပေါ်မှာလည်းလာပြီးတော့အကျိုးသက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်အဲ့တော့ကိုက project တခုမှာ invest မလုပ်ခင်ယင်းနှမြုံနှံမှုမလုပ်ခင်မှာကိုယ်တိုင်လေ့လာစမ်းစစ်သုံးသပ်ပြီးတော့မှာပဲယင်းနှမြုံနှံတာတွေကိုလုံးတင်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကတော့ project ရဲ့အကြောင်းကိုလည်းမျှဝေပေးခဲ့တယ်အဲ့တော့တကယ်စိတ်ဝင်စားတဲ့သူတွေ stable coin ထုတ်တဲ့ project တွေကိုမှလေ့လာခြင်းတဲ့သူတွေဆိုရင်တော့ resolve protocol ကလည်းကျွန်တော်လေ့လာကြည့်လို့ရတဲ့ project တခုဖြစ်တယ်ဆိုတာကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲထရိတ်တိုင်းမြတ်ကြပါစေခင်ဗျာ